အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နန်းနစေ YouTube Channel ကနေ ပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့နန်းနစေ YouTube Channel ပိတ်တက်ကြီးကိုတင်ဆက်ပေးခြင်းနဲ့ဝတ္ထုတော်လေးရတော့ကောင်းမြတ်ရဲ့ထိတ်ရကလေးနဲ့ထုတ်ပေါ်ထားတဲ့ငါဆိုတဲ့ဝတ္ထုတော်ပဲဖြစ်ပါတယ်ဒီဝတ္ထုကိုတင်ဆက်ပေးမှာတော့ကျွန်တော်စာဖတ်သူဂျင်မနိုင်ပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဆုံးထိဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာ ိတ်ရွက်ကလေးနဲ့ထုတ်ပေါ်ထားတဲ့ငါညသည်ညပီတာစွာပင်ပိမ့်ပိတ်အောင်မောင်နေသည်ကြရင်ပေါက်ဖွင့်ထားသည်ဆိုတော့လဲခြေအောင်တို့သည် အခန်းထဲအထီတော့အလင်းရောင်မပေးနိုင်ချာချင်းအခန်းအခန်းလုံးတွင်တစ်ချက်ချက်မြည်နေသောနာယီနှင့် တလှုပ်လှုပ်ရိမ့်ထိုးနေသောခန်းစည်းအနားစားမှလွဲ၍အရာအားလုံးတိုးတိတ်စိတ်ငြိမ်နေသည်သို့ဖြစ်စေသူ၏စိတ်ကတော့ငြင်းငိုင်းတကောင်လို ခုန်ပေါက်လှုပ်ရှားလို့နေသည်သူသူ့အကြောင်းကိုစဉ်းစားနေမိသည်သူသည်အလွန်တော်သော အထူးကုဆရာဝန်တယောက်ဖြစ်သည်နည်းသည်ဟုမဆိုနိုင်သောဝင်ဝင်ရှိသည်အလွန်ချောမောလှပသောမိန်းမနှင့်တားတရား သမီးတစ်ယောက်လည်းရှိသည်တိုင်းနှင့်ကာသာမကအိမ်တောင်ပရိဘောကအစုံနှင့်ခင်မီဇိုင်ကန်ပစ္စည်းမှန်သည်များသူ့အိမ်မှာအကုန်ရှိသည်စားဖို့နေမှုတို့အတွင်ဘယ်ရာကိုမှပူပင်စရာမလိုသူမနေ့ပိုင်းအိမ်ရာမှနိုးလျင် သူ့ချစ်စနီးမျက်နှာလှလှကို ကြည့်မြင်နိုင်သည်မျက်နှာတက်တွားတိုက်အဝက်လဲပြီးလျင်အိမ်သူတထားကအစင်တဲ့ပြင်ထားပေးသောနနက်စာကို မိသားစု၄ယောက်အတူတူစားကြသည်ပြည်ရင်ဆေးရုံသို့သွားမည်တနေ့တာတာဝန်များကိုကြိုးကြိုးစားစားထမ်းဆောင်မည်အေးဆေးဆေးအဆင်ပြေပြေပြီးဆုံးသွားသည်လည်းရှိသည်ဒေမင်းနှင့်အပြိုင်လူနာ၏အသက်ကိုလွန်ဆွဲကြရသည်လည်းရှိသည်မိတို့ဖြစ်စေတာဝန်လက်ဟင်းမှုမရှိရအောင်တော့သူအမြဲစ조사သည်ဆေးရုံမှပြန်လျင်အပြင်ဆေးကန်းသို့သွားသည်ဒီမှာလဲသူတာဝန်ခြေပွန်စွာထမ်းဆောင်မည်ဖြစ်သည် ညကျူတီဆင်းရတော့ညမဟုတ်လင်အိမ်မှာပင် ပြန်နာอยู่သည်အိမ်ပြန်ရောက်လျင်ခတ်တာအနာอยู่ပြီးရေမိုးချိုးကမိသားစုညစာစားကြသည်ဒီလျင်တာသမီတို့နဲ့အတူစကားပြောကြမည်သို့မဟုတ်တီဗီကြည့်မည်ကစားမည်တာသမီတို့အိမ်ခန်းဝင်လျင် ချစ်လှစွာသောဇနီးတွေကိုအချိန်ပေးရမည်အိမ်ရာမဝင်ခင်စာအုပ်တော့ဖတ်မည်အိမ်တော်အခါတွင်လည်း ခြေစနီးကိုပြထားနိုင်သည်တခါတည်းရန်လိုအပ်၍အကြောင်းကြားလာလျင်တော့ဆေးရုံပြန်သွားရလေရှိသည်အလုပ်ပြီးလျင်တော့ပြင်မာပဲပြန်ဤဖြစ်သည်ဒီလိုနဲ့ပင် သူတနေတာကို ကုံဆုံးလာခဲ့ကြသည်နာယီတစ်ချက်ချက်ဤတန်းသည် ပို၍ကျဲလောင်လာသလိုလိုပင် သူရင်ဘက်ပေါ်လာတင်ထားသောဇနီးတည်းဤလက်တီလေပို၍လေးလံလာသည်ခတ်ဖွားဖွားမကင်ပြီး ဝေရာဘောတာတာလေးခြားထားလိုက်ရသည် ခတ်တိုးတို့ညီးတံထွပေါ်လာတော့လဲနိုးပုံတော့မရချင်းတခါတည်းရန်ဆေးရုံဆေးကန်းတို့တွင် အစီအဝေးဆေးနွေးပွဲစသည်တစ်ခုခုရှိရင် သူတက်ရောက်ရသည် စနေတနင်္ဂနွေဆိုရင်တော့မနေ့ဆေးရုံအလုပ်ပြီးလျင်မိသားစုလိုက်ရုပ်ရှင်ရုံဒရိတ်ဆန်ရုံတို့မဟုတ်တနေရရာတို့အတူသွားကြမည်တို့မဟုတ်လင်းလဲ အိမ်မှာစာဖတ်နေကြမည်သို့မဟုတ်စာရေးမည်ထို့သို့ဖြင့်နေရများသည်သူ့ကိုတပြေးပြေးတိုက်စားလာခဲ့သည် သူ၏ချက်စနီးသည်သူ့ကိုအလွန်မျက်နှာယူရသည်လိုလေသည်မရှိရအောင်လဲပြုစုလုပ်ကြွေးသည် သာသမီများကလည်းသူ့ကိုအလွန်ချက်ခင်လေးစားကြသည် ထို့မြမကနှစ်ဖက်မိဘဆွေမျိုးတင်ကားတို့တွင်လည်းသူသည်1900တပင်ကြီး ဖြစ်နိုင်ခဲ့သေးသည် သူဘဝသည်ချောမွေဖြောင်ပြူးနေ၏သူဘယ်ရာကိုအပြစ်ဆိုရမည်မသိနိုင်တော့တွေးရင်နှင်းပင် သူမွန်းကြက်လာပြန်သည် သူအိယာမရုတ်တရက်ထရက်ပြစ်လိုက်မိသည် စိတ်သက်သာလေသက်သာညာညအိမ်မီလေးကိုခတ်မိန်မိန်ကလေးဖွင့်လိုက်သည်နာယီကိုကြည့်မိတော့တနာယီခွဲအတီးပြီးမှ လေးတွင်အိတ်နေသောဇနီးတဲ့ကိုတတိယသွားကဝိယန္တာတို့ခြေပြားထောက်ပြီးထွက်လာခဲ့သည်နောက်ကတော်တန်ကလေးကိုဖျက်တိုက်လာတော့လေသည်ရင်ကိုဖောက်ထွင်းတိုက်ခတ်သွားသည်ဟုခံစားမိသည်ထို့သောရင်ဝအတွင်တက်ဆုပ်လေးလံနေစေသောတစုံတရာကိုတော့ပေါ်ပွားမသွားစေပါ သူချက်ချင်းပင် ထိုးလေပြေကလေးဖြစ်လိုက်ခြင်းမိသည် လေနဲ့အတူပါလာတော့သိမ့်ဝက်ချောက်လေးတစ်ခုကတော့သူ့စပင်မှာလာနေနေပြီသူလက်ရှိဘဝမှာတွပြေလွတ်မြောက်ခြင်းလာပြီသို့တော့ဘာကြောင့်သူလွတ်မြောက်ခြင်းနေရသနည်းသူမသိပါဘာတွေကများသူ့ကိုချုံနှောင်ညှဉ်းပန်းနေကြသနည်းသူဘာကြောင့်မပျော်ရွှင်ရပါသနည်းအဖြေကိုတော့ရေရရရရှာမတွေ့လက်ရှိဘဝသည်သူကိုယ်တိုင်ရည်စိုးရွေးချယ်တိဆောက်ခဲ့ရသောဘဝတစ်ခုဖြစ်သည် ီလိုဘဝမျိုးရရှိပိုင်ဆိုင်ခဲ့ရင်ပြေဆောင်အောင်မြင်ပျော်ရွှင်ရလိမ့်မည်ဟုသောယူဆချက်ဖြင့်အချိန်ခွန်အားငွေကြေးတို့ကိုယင်းဤကကိုယ်တိုင်စ조사တည်ထောင်ခဲ့သောဘဝဖြစ်သည်ဒီဘဝကိုရရန်ကလေးဘဝဤကစားခုံစားခြင်းတချို့ကိုသူဆွံ့လွတ်ခဲ့ရသည်လူငယ်ဘဝဤလွတ်လပ်ပျော်ရွှင်မှုချို့ကိုနှုံနံခဲ့ရသည်လူမှုရေးတာဝန်အချို့ကိုလက်လျူရှူတာခဲ့ရသည် မိသားစု၏စီးပွားရေးရာတချို့ကိုမသိရန်ဆောင်ခဲ့ရသည်ယခုသူလိုချင်သောဘဝမျိုးကိုပိုင်ဆိုင်နေပြီဖြစ်သည်ထို့သောအဘယ်ကြောင့်သူမပြောရှင်ရသည်သူနေ့စဉ်ရက်ဆက်လောက်ကင်ဆောင်ရွက်မှုမှန်သမျှသည်လည်းသူကိုယ်တိုင်နှက်ချိုက်ခြင်းနဲ့စွာလိုလိုချင်းချင်းလောက်ခဲ့သည်ကြည်သာဖြစ်သည်ထို့သောအစဉ်ပြေမှုတို့ကြားတွင်တန်ပတ်ပေးထားသော အယုတ်တစ်ခုလိုဖြစ်နေသည်ဟုသူခံစားရသည်သူမျောလင်းထားသည်။မှာလက်တွေနှင့်တက်တက်ဆင်းအောင်လွဲနေခဲ့လေသည်သူရက်နေမိသည်မှာတော်တော်ကြာပြီဟုခံစားမိတော့ကြောင်းအခန်းထဲသို့စိတ်စိတ်ပင်ပြန်ဝင်လာခဲ့သည်အိယာနာရောက်ပြီးလှဲချရန်ကြံမှသူတစ်ခုခုကိုတီထားမိလိုက်ပြီးထပင်ခုံလိုက်မိသည်အိယာပေါ်မှာလူတစ်ယောက်ရှိနေသည်ကိုမှိန်ပြပြမိအောင်အောက်တွင် တွေ့လိုက်ရသည်ထိုသူသည် ခြေတစ်ဖက်ကိုပင် သူ့ဇနီးပေါ်သို့တင်ထားလိုက်သေးသည် သူကအသက်တော်တော်ကြီးလာပြီစပင်တို့သည်မိမိန်မင်းအောက်မှငွေရောင်ပြပြတောင်းနေ၏ခနာကောင်မှအနေငယ်ပိန်တယ်ဖြောတော်နေတော်လဲကြန့်ခိုင်တန်ဆွမ်းခဲဟန်တော်ရှိသည် သူ့ဇနီးနှောက်ခမ်းများကတော့ကျုံးနေပြီးခြေနဲ့နေပုံရသည် သူ ဝမ်းနေသွားပြီးရှိုက်ကြီးတငယ်ငိုကြွေးပြစ်လိုက်သည် သူနောက်မှတတိယသွားပြီးအလန့်တကြားပေါဟဲလိုက်မိပြန်သည်အတန်းကတော့လဲချောင်းထဲမှပင်တိုးတိမ်ပျောက်ကွယ်သွားသည်သူပြင်ပေါ်ကလူကို အနီးကပ်သွားကြည့်သည် သူဦးကောင်းမှနှစ်ဆလောက်ကြီးသွားသလိုခံစားလိုက်ရပြီးမျိုးလုံးများလည်းယူကျဲသွားရသည်မှန်သည် သူမှသူအစ်စ်ဖြစ်သည် သူ့နေရာမှာအိတ်နေသူသည် သူကိုယ်တိုင်ပင်ဖြစ်နေသည်သူကြောက်ရွံ့မှုကဥကောင်းထိတ်တဲတဲမှ ပွင့်ထွက်သွားသည်ရောင်ရမ်းဟားလိုက်ပြီးတော့ပါဇက်ကိုတောင် ပြန်ပိတ်ဖို့မင်းနေခဲ့သည်သူတေဆုံးသွားပြီလားကရင်ဘော်ကခန္ဓာကိုယ်တွင်ရင်ဆုံကနှိမ်ကြီးမြင့်ကြီးလှုပ်ရှားနေစေ သူအိမ်မက်မက်နေတာလားမဖြစ်နိုင်ပါတေတော်ဆင်ကျင်နေတာက သူကိုယ်တိုင်ပင်ဖြစ်သည် သူ့လက်မောင်းကိုခက်ဖွားဖွား ပြန်ဆွဲစိတ်ကြည့်သည်နာသည်ဒါဆိုဒါဆိုဘာကြောင့်လဲဘာတွေဖြစ်နေတာလဲဘာကြောင့်နှစ်ယောက်ဖြစ်နေရတလဲဘယ်ဟာကအစ်စ်အမှန်လဲကရင်ဘော်ကသူဒီလဲသူကိုယ်တိုင်ပဲဆိုတာသိကြပါသည် စိတ်ဝိညာဉ်နဲ့ခန္ဓာကွဲကွာနေခြင်းမျိုးလားအဲ့ဒါမျိုးဆိုရင်တော့ကိုယ်တည်းအမြန်ပြောင်းဝင်ဖို့လိုသည်မဟုတ်ရင်တည်သွားနိုင်သည်ဟု သူမှတ်သားထားဖို့သည်ကြောက်လန့်မှုကြောင့် သူအဟဲရောင်းကန်ပြီးအကူညီတောင်းချင်မိသည်။ဘာတမ်းမှထွက်မလာ။ဘလူးစီရဲဆိုတာမျိုးဖြစ်လျင် တကူလုံးနှုတ်ရှားလို့မရဟုသူကြားဘူးသည်။သို့သောတကူလုံးကတော့သက်လဲပေါ်ပါနေသည်။နေရထိုင်ရသက်သာကြည်နူးနေသည်။အိမ်မက်ဖြစ်စေဘလိုပင်ဖြစ်စေသူတယောက်တည်း ပြန်ဖြစ်အောင်တော့စူးစမ်းရမည်။သူအမှန်တကယ်ရောပြန်ပေါင်းဆက်ခြင်းရဲ့လား။မဝင်တော့ဘူးလေ။မကောင်းဘူးလား။ဒါလုံးမြောက်ဖို့လမ်းစားတစ်ခုဖြစ်နေနိုင်ပါပြီ။အားလုံးကိုဆုံးသက်ခြင်းတတ်ပေးနိုင်လိမ့်မည်။သူစနီးကတစ်ဖက်သို့ပြောင်းရေးဆောင်သည်။တင်ထားသောသူ့ခြေထောက်ကအောက်ကိုပုတ်ခနဲပြုတ်ကျသည်။ဇနီးတွေကတော့နိုးပုံမရချင်း။ဟုတ်သည်။သူမှာတာဝန်တွေဝတ္တရားတွေရှိသေးသည်။ ဇနီးမယားမိဘဆွေမျိုးများကို သူပြုစုလုပ်တွေ့ရအောင်မိတားနှံသမီးကို သူပြုစုပြုထောင်ရအောင်မိဒူနာတွေကလည်းစောင့်ကြုံနေရောမိခဲခဲဆင်းရဲစွာ တိဆောက်ဖန်တီးကြရသောအခြေအနေကိုလွယ်လွယ်ကူကူနဲ့မစွန့်လွှတ်ပြစ်တင်ဟုထင်သည်ကြိုးစားမှုတော့တီးပွင့်လာကမှထိုတီးပွင့်များနဲ့ဝေးရကို ထွက်ပြေးရန်မှာနိုင်မယ်မှုတစ်ခုသာဖြစ်ပေလိမ့်မည်ထိုတီးပွင့်များရှိရာဘဝရဲသော ပြန်လည်ရောက်ရှိမှဖြစ်မည်အဲ့ဒါကသာ သူ့ဘဝအစမှန်ဖြစ်နေပေလိမ့်မည်လဲလျောင်းနေသူနဲ့တသားတဲ့တပေါင်းတဲ့ပြန်ဖြစ်အောင်လုပ်ရမည်သူလဲလျောင်းနေတော့ခန္ဓာကိုယ်နားကို တိုးကပ်သွားပြီးထိုပုံစံအတိုင်းလဲလျောင်းပြစ်လိုက်သည်ရုပ်တရခန္ဓာကိုယ်ကဒီဘက်သို့ပြောင်းပြီးစောင်းလာသည်မိအောင်မိမ့်အောင်မှာမျက်နှာပေါ်တွင်တစ်ခုခုကဖြတ်ခနဲလက်သွားသည် အစွဲတစုံဟု သိလိုက်ရခြင်းတွင် ဆုံးဖြတ်ချက်သည်မှားယွင်းသွားမှန်သိလိုက်ရတော့လဲပြင်ရန်နောက်ကျသွားပြီထင်သည် ကိုရောစိတ်ပါအရာအားလုံးတသားတည်းမကြသေးမီရလို့ရညာအစွမ်းကုန်စူးစား၍ရုံးကန်ပြစ်လိုက်သည်စူစီဖြင်းညက်ထွက်လာသောအင်အားရင်အစုသည်ကျေလောင်သောပေါ်တန်တစ်ခုအဖြစ်ပေါ်ထွက်လွင်ပြန်သွားသည်ပျော်ရွှင်မှုသည်လည်းအတန်နှင့်အတူထွက်ပြေး လွင်ပြောင်းသွားလေတော့သည်ကောင်းမြန် Family Magazine November လ2014ဤဝတ္ထုတော်လေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လာမယ့်ဝတ္ထုတော်များကိုလည်းဆက်လက်ပြီးအားပေးနားဆင်ကြပါဦးခင်ဗျာ နာစင်အားပေးကြတဲ့ပါဘေးပရာတွေပဲလို့ကောင်းတော်နေလေးပန်ဆိုင်ကြပါစေ။